ပြိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်တည်းဆက်ပေးမှာကတော့ပင်လယ်ထဲလှေမှောက်ပြီးလမ်းပြောင်းနေတဲ့သူတအူးကို Upper West Captain နဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပေးချင်ပါတယ်ထိုင်းနိုင်ငံဘတ်တရားကမ်းလွန်ပင်လယ်ပြင်မှာကရက်လှေမှောက်ပြီးလမ်းပြောင်းနေခဲ့တဲ့လူငယ်တအူးကိုသူ့ရဲ့ Upper West ကနေတဆင့်အရေးပေါ်ကူညီတောက်ခံခဲ့လို့အသက်ဘေးကနေလွတ်မြောက်သွားခဲ့တာပဲဖြစ်ပါတယ် အသက်24နှစ်အရွယ်စန်တီပွန်ဟာဆိုရင်စက်တင်ဘာ25ရက်နေ့ည7:00နာရီလောက်မှာခါတင်ကလိုင်းကန်ဂျီကနေခိုလန်အိုက်စ်လန်ကိုခံပင်းထွက်ဖို့အတွက်တယောက်တည်းကရက်လေလောခတ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ပင်လယ်ပြင်မှာရုတ်တရက်လေပြင်းတွေတိုက်ခတ်ပြီးတော့လှိုင်းကြီးလာတဲ့အတွက်ကြောင့်သူ့ရဲ့ကရက်လေဟာမှောက်သွားခဲ့ပါတယ်။လေမောက်သွားတဲ့အချိန်မှာသူ့ရဲ့ဖုန်းနဲ့တခြားပစ္စည်းတွေရေထဲမျောပါသွားခဲ့ပေမဲ့ကံကောင်းစွာနဲ့ပဲသူဝစ်စစ်ထားခဲ့တဲ့ Apple Watch ကအသုံးဝင်ခဲ့ပါတယ်။ သူဟာ Apple Watch မှာပါဝင်တဲ့ SOS Free Charge ကိုအသုံးပြုပြီးတော့ပေးလဲရဲကြောင်းဘေးအန္တရာယ်ကာကွယ်ရေးစင်တာ Marine Disaster Prevention Center ကိုအရေးပေါ်အကူအညီတောင်းခံခဲ့တာဖြစ်ပါတယ်။အဲ့ဒီ feature ကသူ့ရဲ့တည်နေရာကိုပါတပါးတည်းပေးပို့ပေးခဲ့တာပဲဖြစ်ပါတယ်။ အကူအညီတောင်းခံမှုကိုလက်ခံရရှိပြီးတဲ့နောက်ကယ်ဆယ်ရေးအဖွဲ့တွေအရဆိုရင်နိုင်ရီကပေးပို့တဲ့တီနီယာကိုအခြေခံပြီးတော့ပင်လယ်ပြင်ထဲမှာရှာဖွေခဲ့ကြတာပဲဖြစ်ပါတယ်။မကြခင်မှာပဲစတီပွန်ကိုရှာဖွေတွေ့ရှိခဲ့ပြီးတော့ကဲဆယ်ကိုဘေးမတီရမခပဲနဲ့ပြန်လည်ခေါ်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်ရှင်။